ဂျီမေးအကောင့်တွေကအခုကျွန်တော်ပြထားတဲ့ပုံစံအတိုင်း verify of ဖြစ်ရလား ethic ကိုဖြစ်ရလားဆိုတော့ကိုကျွန်တော်တို့ရဲ့ဂျီမေးအကောင့်တွေကိုအရင်ဆုံးကျော်တော့သွားကြည့်ဖို့လိုအပ်ပါတယ်ဗျအဲ့ဒါလို့များကျွန်တော်လိုမျိုး verify လည်းမဖြစ်ဘူး ethic လည်းမဖြစ်ဘူးဆိုလို့ရှင်တော့မိတ်ဆွေတို့ရဲ့ personal ဂျီမေးအကောင့်တွေ youtube အကောင့်တွေ facebook အကောင့်တွေကကျော်တို့ကမြန်မာလူကြီးကိုကျွန်တော်တို့ကဘာကုတ်မှမလိုပဲနဲ့ဟက်ခံရမှာပဲဖြစ်ပါတယ်ဗျာ ားလုံးပဲမင်္ဂလာပါ THC Blog YouTube Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျအတဂရိမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Gmail account တွေ personal account တွေကပြောတာ verify ရောဖြစ်လက်ဖြစ်ရလားဒါမှမဟုတ်ဖ ೇನೆ ကျွန်တော်တို့က ethical ကိုဖြစ်ရလားဆိုတော့ကိုဘယ်လိုမျိုး account တွေကိုဖွင့်ရမလဲအဲတကယ်လို့များကျော်တို့က social media ပေါ်မှာကျွန်တော်တို့ကလုပ်ငန်းတစ်ခုနဲ့ပဲလှုပ်ထားပဲဖြစ်ဖြစ်ကျွန်တော် online ပေါ်မှာကျွန်တော်တို့က view channel ထောင်းပြီးတော့စီးပွားရေးရှာကျင်တာပဲဖြစ်ဖြစ်ပတ်စံရှာကျင်တာပဲဖြစ်ဖြစ် ဗီဒီယို edit ဓမ္မတွေပဲဖြစ်ဖြစ်ကျွန်တော်တို့က Facebook ကနေပြီးတော့မှဝင်ဝင်ရှာချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဖဲနဲ့ကျွန်တော်တို့က TikTok အကောက်ကနေပြီးတော့လဲကျွန်တော်တို့ကဒေါ်လာတွေရှာချင်တာပဲဖြစ်ဖြစ်ဝင်ဝင်တွေရှာချင်တာပဲဖြစ်ဖြစ်ဘလိုမျိုးအကြောင်းအကျောင်းနဲ့ပဲကျွန်တော်တို့ social media ပေါ်မှာဝင်ဝင်တွေဘလောက်ပဲရှာပါစေရှာပါစေကျွန်တော်တို့က Gmail account Google account က verify လည်းမဖြစ်ဘူးလုံးဝစနစ်တကျနဲ့မလုံးဆောင်တတ်ဘူးဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့ account တွေက ကျော်တော့မြန်မာလူကြီးကိုကျွန်တော်တို့ကဘာကုတ်မှမလို့ပဲနဲ့ဟတ်ခံရမှာပဲဖြစ်ပါတယ်ဗျာအဲဒါကြောင့်မလို့ကျွန်တော်တို့ကဂျီမီအကောက်တွေဘလိုမျိုးဖွင့်ရမလဲအစကနေပြီးတော့မှအဆုံးထိကျွန်တော်တို့ကဒီဗီဒီယိုလေးမှာကျွန်တော်ကပြောပြသွားမှာဖြစ်ပါတယ်ဗျာဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဗီဒီယိုလေးကိုဆက်ပြီးတော့တွားလိုက်ရအောင်ဗျာအပထမဆုံးအနေနဲ့ကျွန်တော်တို့ကဂျီမီအကောက်တစ်ကောက်ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က ပထမဆုံးကျွန်တော်တို့က Gmail အကောင့်ထဲကိုအရင်ဆုံးဝင်ပေးရမှာဖြစ်ပါတယ်ဗျကျွန်တော်ကတော့အရင်ဆုံးဝင်လိုက်ပါမယ်ဗျဟုတ်ကဲ့ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က Google အကောင့်ကိုဖောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကကျွန်တော်ယခုဝိုင်းပြတဲ့ Google ကိုတစ်ချက်ဆက်ပြီးတော့နှိပ်ပေးလိုက်ပါအဲနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်က finger သုံးပေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်က finger လေးကိုသုံးလိုက်ပါမယ်အထုံးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအကောက်ကိုအစ်စ်ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က ခရီတာအောက်ကိုအရင်ဆုံးနှိပ်ပေးရမှာဖြစ်ပါတယ်ဗျ။အရင်ဆုံးနှိပ်လိုက်ပါ။နှိပ်ပြီးသွားပြီဆိုလို့ရှိရင်အပေါ်ကနေပြီးတော့ form my personal you ဆိုတဲ့ဟာတွေကိုဆက်ပြီးတော့ရွေးပေးလိုက်ပါ။အရင်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကဒီနေရာမှာ first name last name ကိုရွေးပေးရမှာဖြစ်ပါတယ်ဗျ။မိတ်ဆွေတို့ကြံနေတတ်တဲ့နာမည်ကိုပေးလို့ရပါတယ်ဗျ။ပေးပြီးသွားပြီဆိုတာနဲ့အောက်ဆုံးကကျွန်တော်တို့က next ကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါ။ နေပြီးလိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာမွေးရဲမွေးလာမွေးတဲ့ကလေးကျွန်တော်တို့ကယောက်ျားလားမိန်းကလေးလားဆိုတော့ကိုအရင်ဆုံးရွေးပြရမှာဖြစ်ပါတယ်ဗျာ။ဘာလို့ဆိုတော့ကိုယ့်ရဲ့ personal account ကိုဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကမှတ်ပုံနေနေရအတိုင်းပဲကျွန်တော်တို့ကမှန်ကန်စွာထည့်ပေးရမှာဖြစ်ပါတယ်ဗျာ။ဘာလို့လဲဆိုတော့နောက်တစ်ချိန်မှာကျွန်တော်တို့ကအကြောင်းတစ်ခုခုကြောင့်ဖြစ်လာမှသာလျှင်ကျွန်တော်တို့ကပြန်ယူလို့ရမှာအတွက်ကြောင့်မလို့မှတ်မိအောင်ကျွန်တော်တို့ကအတိအကျလေးထည့်ပေးဖို့လိုအပ်ပါမယ်ဗျာ။အရင်ဆုံးကျွန်တော်တို့ကရွေးပေးလိုက်ပါမယ်။ ီလိုမျိုးကျွန်တော်တို့ကပေးပြီးသွားပြီဆိုတာနဲ့အောက်ဆုံးက next ကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါဗျ။နှိပ်ပေးလိုက်ပြီဆိုတာနဲ့ဒီနေရာမှာမိတ်ဆွေတို့ကဒီနံပါတ်တွေကြိုက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီနံပါတ်လေးကိုရွေးပြီးတော့ပေးလို့ရပါတယ်။တကယ်လို့မှမကြိုက်ဘူးဆိုလို့ရှိရင်တော့အောက်ဆုံးကကိုကိုတိုင်းစိတ်ကြိုက်ပေးခြင်းနဲ့ဆိုလို့ရှိရင်တော့အောက်ဆုံးကဟာကိုကျွန်တော်တို့ကရွေးပေးရမှာဖြစ်ပါတယ်ဗျ။ပြပလိုက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ကြံနေတတ်တဲ့ဟာကိုရွေးလို့ရပါတယ်ဗျာကျွန်တော်ကတော့အစီအပြေလဲဟာကိုကျွန်တော်တို့ကနှိပ်လိုက်ပါမယ် ဒီလိုမျိုးနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့အောက်ဆုံးက next ကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါဗျဒီလိုမျိုးလေးကျွန်တော်တို့ကပေါ်လာပြီဆိုလို့ရှိရင်တော့ဒီနားမှာကျွန်တော်တို့ကဒီလိုမျိုးလက်ရှိမှာအသုံးပြုနေတဲ့လူရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကနောက်ထပ်ဆက်ပြီးတော့ပြောင်းပေးရမှာဖြစ်ပါတယ်ဗျအရင်ဆုံးကျွန်တော်တို့ကဒီနေရာမှာပြောင်းပေးလိုက်ပါ ဆက်ပြီးတော့ next ကိုဆက်နေလိုက်ပါဗျာအဒီလူမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့မိတ်ဆွေတို့က password ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဗျာ password ရိုက်တဲ့နေရာမှာပထမဆုံးဒီဥမာမောင်ရေးမယ်ဆိုလို့ရှိရင်တော့ admin ကိုအကြီးနဲ့ရေးပြီးတော့နောက်ဆုံးကနေပြီးတော့မှဒီအသေးတွေရေးပေးရမှာဖြစ်ပါတယ်ဗျာဒီလူမျိုးအသေးရေးတဲ့နေရာမှာဟိုတော့ MUNG မောင်ဆိုလို့ရှိရင်နောက်ကကဏ္ဍကတနေ့၃၄၅6ရေးလို့လည်းရတယ်မိတ်ဆွေတို့ကြမ်းတက်တဲ့ကဏ္ဍကိုရွေးလို့ရပါတယ်ဗျာကျွန်တော်ကဥပမာအနေနဲ့အရင်ဆုံးပြပေးမှာပဲဗျာ ျွန်တော်ဒီလိုမျိုးရေးလိုက်မယ်ဆိုလို့ရှိရင်ရေးလို့ရပါတယ်။ဒါမျိုးမကြိုက်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်ကဒီမှာတို့ဒေါ်လာတွေပါလေထည့်မယ်ဆိုလို့ရှိရင်လည်းထည့်လို့ရပါတယ်ဗျ။ကျွန်တော်ကတော့ဒီလိုမျိုးလေးပဲအရင်ဆုံးပေးလိုက်ပါမယ်ဗျ။ပေးပြီးတော့ယူဆိုတာနဲ့ကျွန်တော်ကဒီအောက်က next ကိုဆက်ပြီးတော့ရွေးပေးလိုက်ပါ။နှိပ်ပေးလိုက်ပါဗျ။အနှိပ်ပြီးသွားပြီဆိုတာနဲ့ဒီနေရာမှာကျွန်တော်တို့က next ကိုဆက်ပြီးနှိပ်ပေးရမှာဖြစ်ပါတယ်ဗျ next ကိုဆက်ပြီးနှိပ်လိုက်ပါ အနှိတ်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအပေါ်ဆုံးကိုနည်းနည်းလေးဆွဲလိုက်ပါဗျ။ဆွဲပြီးသွားပြီဆိုတာနဲ့ဒီအောက်ဆုံးက agree ဆိုတဲ့ဟာတွေကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါ။နှိပ်ပေးလိုက်ပါခဏလေးစောင့်ပေးလိုက်ပါဗျ။ခဏလေးစောင့်ပေးလိုက်ပါ။အဲဒီလိုမျိုးလေးဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Gmail အကောင့်ကလက်ရှိမှာဖွင့်တာအောင်မြင်သားရွယ်ဖြစ်ပါတယ်ဗျ။ဒီနေရာမှာမိတ်ဆွေတို့တည်တည်ထားမိပါလိမ့်မယ်ဗျ။ ကျွန်တော်လက်ရှိဖွင့်ထားတဲ့ဟာကကျွန်တော်ကဖုန်းနံပါတ်တစ်လုံးမှမထည့်ထားပါဘူးဗျမိတ်ဆွေတို့အနေနဲ့ Gmail account ဖောက်မယ်ဆိုလို့ရှိရင်ဖုန်းနံပါတ်ကိုလုံးဝမထည့်ပါနဲ့ဗျဖုန်းနံပါတ်ကိုမထည့်ဘဲနဲ့ကျွန်တော်တို့ဒီတိုင်းပဲကျွန်တော်လိုမျိုးဖောက်ပေးဖို့လိုအပ်ပါမယ်ဗျဒီလိုမျိုးဖောက်ပေးုံနဲ့ကျွန်တော်တို့က Gmail account တစ်ကောက်ရပြီလားဆိုလို့ရှိရင်လုံးဝ save ဖြစ်တဲ့ account တော်တော်ရပြီလားဆိုလို့ရှိရင်တော့မရသေးပါဘူးဗျဆက်ပြီးရောစက်တင်နေသွားပြီးတော့လှုပ်ဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးကို ဆက်ပြီးတော့ကြည့်ပေးသွားပါဗျာ Gmail ဩကျွန်တော်တို့က Google တွေကျွန်တော် setting တွေတွားပြီးတော့ချိန်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကထုံးစံတိုင်းပဲ Gmail တဲကိုအရင်ဆုံးဝင်ပေးရမှာဖြစ်ပါတယ်ဗျာတစ်ချက်ဝင်လိုက်ပါမယ်ဝင်လိုက်ပြီးဆိုတာနဲ့ဒီ out နားလေးကိုကျွန်တော်တို့ကဆက်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ဗျာအရင်ဆုံးကျွန်တော်တို့ကနှိပ်လိုက်ပါတီပုံစံလေးရှိပါတယ်ဗျာအိုက်ကောင်လေးကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါဗျာအနှိပ်ပေးလိုက်ပြီးဆိုတာနဲ့ ဒီနေရာမှာကျွန်တော်တို့အပေါ်ဆုံးမှာကျွန်တော်ခုနကဖွင့်ထားတဲ့ဟာကိုတွေ့ရပါလိမ့်မယ်ဗျကျွန်တော်ခုနကဖွင့်ထားတဲ့ဂျီမေးအကောက်ကိုတွေ့ရပါလိမ့်မယ်ဗျတွေ့ပြီးတော့ပြီဆိုတာနဲ့ဒီအောက်ဆုံးကကျွန်တော်တို့ကကျွန်တော်ယခုဝိုင်းပြထားတဲ့ဟာကို manage you ာကိုယ်ကအကောက်ဆိုတာကိုဆက်ပြီးတော့နှိပ်ပေးရမှာ ဖြစ်ပါတယ်ဗျအရင်ဆုံးနှိပ်လိုက်ပါခဏလေးစောင့်ပေးလိုက်ပါဗျ ဟုတ်ကဲ့ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီနေရာမှာ active တွေလုံးဝမဖြစ်သေးဘူးဆိုတော့ active recovery ဖုန်းနံပါတ်တွေအကုန်လုံးထည့်ရမယ်လုံဆောင်စီရဲ့လုံဆောင်စီရရှိတဲ့ဟာကိုလုံဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီနေရာမှာ disable ဆိုတာလေးကို dismiss ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပါဗျဒီကောင်လေးကိုနှိပ်ပေးလိုက်ပါအနှိပ်ပေးလိုက်ပြီဆိုတာနဲ့ဒီနေရာမှာဆက်ပြီးတော့နှိပ်ပေးလိုက်ပါဗျဒီလိုမျိုးလေးကျွန်တော်တို့ကပေါ်လာပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့က အဘာစနဲ့ info တွေရှိတယ်ဒီမှာအကုန်လုံးရှိတယ်ဒီကောင်တွေရှိတယ် UR device တွေရှိတယ်အကုန်လုံးစစ်လို့ရတယ်ဒီနေရာမှာကျွန်တော်ရွေးပြရမယ့်ဟာကတော့ဆက်ပြီးတော့တွားမယ့်ဟာဒီမှာတော့ပုံစံလေးနဲ့ security and so sign in ဆိုတာကိုတွေ့ရပါလိမ့်မယ်ဗျအဲ့ကောင်လေးကိုကျွန်တော်ကတစ်ချက်ရွေးပြလိုက်ပါအရေးပြီးသွားပြီဆိုတာနဲ့ဒီနေရာမှာကျွန်တော်တို့အားမှာဒီကျွန်တော်တို့အစိမ်းရောင်လေးကိုမပြပါဘူးဗျအဲ့မှာအိုင်ပုံစံလေးနဲ့လောအောင်ဒီကျွန်တော်တို့ရဲ့ဂျီမေးက confirm မဖြစ်သေးဘူး တကယ်လို့မှဟမ်းမယ်ဆိုလို့ရှိရင်မြန်မာလူကြီးကိုရိုးရိုးလေးယူသွားလို့ရပါတယ်ဗျဒီအကောက်ကိုဒီလိုမျိုးတွေးပြီးသားဆိုလို့ရှိရင်တော့အပေါ်ဆုံးကိုနည်းနည်းလေးဆွဲလိုက်ပါဒီနေရာမှာကျွန်တော်ကတကူချင်းကြီးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျကျတော်တို့က password တွေမတည်ဘူးကျတော်တို့က password တွေချင်းရင်နေဆိုလို့ရှိရင်တော့ဒီကောင်လေးကိုရွေးပြီးရောချင်းပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်က password တွေအကြောင်းကို မပြောသေးတဲ့မပြောသေးပါဘူးဗျာ တော်ရတော့ကိုဒီမှာ two step verification ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါဒီကောင်လေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်ပြလိုက်ပါဗျခဏလေးစောင့်ပြလိုက်ပါဒီနေရာမှာကျွန်တော်တို့ fingerprint တောင်းကျင်နဲ့တောင်းနိုင်ပါတယ်ဗျတောင်းနယ်လို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပေးရမှာဖြစ်ပါတယ်ကျွန်တော်ဖုန်းကတောင်းတဲ့အတွက်ကြောင့်ကျွန်တော် fingerprint ကိုနှိပ်လိုက်ပါမယ်အနှိပ်ပြီးသွားပြီဆိုတော့ねဒီအပေါ်ဆုံးကိုနည်းနည်းလေးဆွဲလိုက်ပါဗျနည်းနည်းဆွဲလိုက်ပြီဆိုလို့ရှိရင်ဒီမှာ ကိုကဲတစ်ခုတည်းကိုပဲကျွန်တော်တို့ကအမှန်ရှိကျွန်တော်တို့ကပြထားတာဖြစ်ပါတယ်ဗျဒီကောင်လေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပါနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ယခုလက်ရှိအတုံးတူလေးတဲ့နေရာမှာကျွန်တော်က Galaxy Note 10 Plus နဲ့ဖုန်းနဲ့ဝင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကျွန်တော်လက်ရှိ Gmail အကောက်ကကျွန်တော်တူသေးပဲတုံးနေတာဒီနေရာမှာပြပေးထားတာဖြစ်ပါတယ်ဗျအတကယ်လို့များကျော်ရွေး Gmail အကောက်တွေကတခြားလူတွေခိုးတုံးနေတယ် ခိုးမတုံးနေလားမခိုးတုံးဘူးလားဆိုတာကိုတိကျင်တယ်ဆိုလို့ရှိရင်တော့ဒီမှာ manage device ဆိုတဲ့ဟာတွေကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီနေရာမှာပေါ်လာပါလိမ့်မယ်ဗျကျွန်တော်လက်ရှိတုံးနေရတော့ကျွန်တော်ဖုန်းတစ်လုံးတည်းပဲရှိပါသေးတယ်ဗျရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီနေရာမှာ patch လေးကိုနည်းနည်းထွက်လိုက်ပါထပ်ပြီးသွားပြီဆိုတာနဲ့ဒီနေရာမှာကျွန်တော်က two stamp verification ကိုခုနအတိုင်းပဲပြန်ပြီးတော့ဝင်လိုက်ပါမယ်ဗျဒီနေရာလေးကိုရောက်လာပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ကဖုန်းနံပါတ်တွေထည့်ပေးရမှာဖြစ်ပါတယ် နောက်ကြတော့ authenticator ဆိုလဲကျွန်တော် application ကိုလည်းတွားပြီးတော့ဒါဝိမတာလင်ဒီကောင်ကအလုပ်လုပ်လို့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်လေးနှစ်ခုကိုကျွန်တော်တို့က verify ဖြစ်အောင်ကျွန်တော်တို့က confirm ဖြစ်အောင်အရင်ဆုံးလုပ်ပေးလိုက်ပါမယ်ဗျအရင်ဆုံးကျွန်တော်ကဒီကောင်လေးကိုအောက်ဆုံးကဖုန်းနံပါတ်ကိုအရင်ဆုံးဖြစ်လိုက်ပါမယ်ဗျအရင်ဆုံးကျွန်တော်ကဖုန်းနံပါတ်ကိုနှိပ်လိုက်မယ်ဒီနေရာမှာကျွန်တော်တို့ကမြန်မာဆိုလို့ရှိရင်မြန်မာလို့ရွေးပေးလိုက်ပါမြန်မာလို့အရင်ဆုံးရွေးပေးလိုက်ပါမယ်ဗျ မြန်မာလူရှေ့ဆုံးမှာရွေးပြီးသွားပြီဆိုလို့ရှင်တော့နောက်ဆုံးမှာကျွန်တော်တို့ရဲ့မြန်မာဖုန်းနံပါတ်ကိုဒီနေရာမှာထည့်ပေးရမှာဖြစ်ပါတယ်ဗျတကယ်လို့မှထိုင်းလူပြည်ပတွေမှာကိုရောက်ရှိနေတဲ့ပြည်ပနိုင်ငံမှာရောက်တယ်ဆိုလို့ရှင်လည်းဒီနေရာမှာထည့်လို့ရပါတယ်ဗျအဲတကယ်လို့မှထည့်မယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ကပြည်ပမှာကျွန်တော်တို့အလုပ်လုပ်သွားတာပဲဖြစ်အကြောင်းမျိုးကြောင့်အဲဒီလက်ရှိမှာနေနေရတယ်ဆိုလို့ရှင်ကျွန်တော်မြန်မာနိုင်ငံပြန်လာပြီဆိုလို့ရှင်လည်းဒီဖုန်းနံပါတ်ကိုမြန်မာဖုန်းနံပါတ်ကိုကျွန်တော်တို့ကပြောင်းလာပေးဖို့ဒီနေရာမှာ အကြံပြုခြင်းပါတယ်တကယ်လို့မှမပြောင်းလာဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့က verify